မြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်မှာတမိုးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာရဲဘော်10ဦးတပ်ဖြတ်ခံရမှုမေလ14ရက်ကဖြစ်ခဲ့ပါတယ်ဒီအတွက်အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးဖို့နေဆက်ချန်စီကိုတစ်ဖက်သက်ခတ်တာကိုယာယီရဆိုင်ထားဖို့အပအဝင်အချက်၅ချက်ကို NUG ကအိန္ဒိယအစိုးရကိုတောင်းဆိုလိုက်ပါတယ်တမိုးခရိုင်ပါကဖာရဲဘော်10ဦးကိုအိန္ဒိယရဲ့အာတန်ရိုင်ဖယ်တပ်ဖွဲ့ကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပေါ်မနေ့ကမေလ20ရက်ညပိုင်းမှာ ် NUG ကသဘောထားထုတ်ပြန်ချက်ထုတ်ပြီးတောင်းဆိုလိုက်တာပါ။အဲ့ဒီတောင်းဆိုချက်၅ချက်ထဲမှာတော့အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးဖို့အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူတွေမဟုတ်တာသိရတဲ့ရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့ပေါ်တာဝန်ယူမှုရှိရှိစုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးဖို့နစ်နာမှုတွေအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးကြံရစ်တဲ့မိသားစုတွေကိုနစ်နာကြေးပေးဆောင်ဖို့နောက်ပိုင်းမှာအလားတူကိစ္စတွေမဖြစ်အောင်စီမံဆောင်ရွက်ပေးဖို့နဲ့နိုင်ငံငယ်ကြားစီညှိနှိုင်းမှုမပြီးပြတ်သေးတဲ့ကာလမှာ တစ်ဖက်သက်ခြံစည်းရုပ်ခတ်တာကိုယာယီရက်ထားပြီးအခုလိုဖြစ်စဉ်တွေကိုရှောင်လွှဲဖို့စတာတွေဖြစ်ပါတယ်။အခုထုတ်ပြန်ချက်ကမြန်မာပြည်သူရဲ့စံတသဘောထားလေးဖြစ်တာကြောင့်အိန္ဒိယနိုင်ငံအစိုးရအနေနဲ့အလေးထားဆောင်ရွက်မယ်လို့ယုံကြည်ကြောင်းအသိပေးထားပါတယ်။ပြီးတော့အမှုမှန်မပေါ်ပေါက်ခဲ့ရင်ဖြစ်လာမယ့်ကိစ္စတွေမှာ NUG အနေနဲ့ကင်တွယ်ဖြေရှင်းဖို့ခက်ခဲမှဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်ရှင်။